နိုင်ငံရဲ့လုံခြုံရေးအစပြည်သူတွေရဲ့လုံခြုံရေးအစတို့တွေကအကျိုးပြုနိုင်တဲ့တူတီဖြစ်တယ်အခုခုဝင်ရောက်ရှင်ပြိုင်နဲ့ပြည်သူလူတော်မှတ်တွေတိုင်းလူတော်တွေပြည်သူလူတော်မှတ်တွေအကုန်လုံးကြီးလိုက်မယ်ဆိုလို့ရှိရဲ့အဲ့တော့ဘာပဲပြောပြောတက္ကမကြီးတော်ခေခင်ကျောက်မှာရှိတဲ့ပညာရည်ချင်းနဲ့အလုတ်ကင်နဲ့အတွေ့အကြုံနဲ့အားလုံးမင်္ဂလာပါဗျာဒီနေ့က16ရက်17လပိုင်း2025ဖြစ်ပါတယ်ဗျာဒီနေ့တော့ပြည်သူများအားလုံးကို မိတ်ဆက်ပေးမဲ့သူကတော့ရန်ကုန်တိုင်းမြန်ကုန်းမြို့နယ်ကတတိပုဂ္ဂလဝေပြိုင်မဲ့ဒေါက်တာခေခင်ကျော်ဟိုဝဲဦးဇင်တက္ကမကြီးဒေါက်တာခေခင်ကျော်အတွက်ဦးဇင်တို့ကပြည်သူတွေအတွက်ကိုမြန်ကုန်းမြို့နယ်ပြည်သူများအတွက်ကိုရွေးချယ်ပေးခြင်းပါတဗျာဘာဖြစ်လို့အခုလိုရွေးချယ်ပေးရတာလဲဆိုလို့ရှိရင်နိုင်ငံရေးရအဲတုံးတက်တုံးတက်ဘလို့ပဲတုံးတက်တုံးတက် ဒါလက်ရှိမြေပြင်မှာစီးယုံတာရော တွေ့ရတာရောလှုပ်ရှားတာရောဆိုလို့ရှိရင်တော့ဦးဇင်းတို့မဲအရာမှာဒါတူတယ်ဥဆောင်တာတဲ့ဥမာဆိုကြပါစို့ကြက်ခိုင်းရတွတ်တော်ထဲမှာဥဆောင်လွားမယ်ဆိုလို့ရှိရင်ကြက်ခိုင်းရတွေ့လဲမိတ်ဆွေကောင်းမိတ်ဆွေစစ်တီလိုအပ်ပါတယ်ဗျအတွဲညီပွဲအတွဲကိုလည်းလိုအပ်ပါတယ်အဲ့လိုမိတ်ဆွေကောင်းမိတ်ဆွေစစ်မဟုတ်ပဲအတွဲမညီပဲနဲ့အဖြတ်သမားပါလာမယ်ဆိုရင်တော့ ဒီကျန်းခိုင်ရေးအနေနဲ့ရတယ်လောကကန်ရတာတိုင်းပြည်တိုးတက်ဖို့တိုးတက်မှုနောက်နေမယ်နိုင်ငံတကာနဲ့ဆက်ဆိုင်ရေးမှာနောက်နေသွားပါလိမ့်မယ်အဲ့တော့ကျန်းခိုင်ရေးအတွက်လည်းဦးဇင်းတော်ကမိတ်ဆွေကောင်းမိတ်ဆွေစစ်ကိုဒါရှာပေးခြင်းဖြစ်တယ်လို့ပဲဦးဇင်းတော်ကတော့ပြောချင်ပါလေနော်ကျန်းခိုင်ရေးအတွက်ပြောချင်တာတဲ့မြန်ကုန်ရန်ကုန်တိုင်းမြန်ကုန်မြို့နယ်ပြည်သူ့လွတ်တော်ပြည်သူများအတွက်ကိုလည်းဒါမြန်ကုန်မြို့နယ်အတွက်အကောင်းဆုံးလူကိုဦးဇင်းတော်ကရွေးချယ်ပေးခြင်းဖြစ်ပါလေဗျာနော်ရွေးချယ်ပေးအဘလို့လဲဆိုရင် ဒေါက်တာခေခင်ကျော်ဖြစ်ပါလေဗျာနော်တတိပုဂ္ဂလကုသလေလောင်မြန်ကုန်မြို့နယ်ပြည်သူလူရဲ့မဆန္ဒနဲ့ပေါ့သူရဲ့သူရဲ့စာရာလေးအကောင်းနေဗျာဒုနိုင်ငံကိုတဲ့ရွက်စုံတက်ခါတဲ့ရွက်လွင့်ပြီတဲ့အရာရာတုတ်တဲ့အောင်နဲ့နိုင်ငံတကာနဲ့ရှင်ပြိုင်ပြီတဲ့နော်တက္ကမကြီးဒီနိုင်ငံနိုင်ငံကိုပေါ့ရွက်လေလေးလို့ပေါ့အကုန်လုံးလွှင့်မှာပေါ့ဗျာလွှင့်ပြီးအဲ့မှာအရာရာတို့မြန်မာနိုင်ငံကြီးတုတ်တဲ့အောင်တို့က ဒီနိုင်ငံတကာနဲ့ရှင်းမယ်နိုင်ငံတကာနဲ့ရှင်းပြရမယ်ဆိုရင်မှဒါပြောထားခြင်းဖြစ်ပါလေဗျာနော်ပြောထားခြင်းဖြစ်တယ်ဒကမကြီးဒါဒေါက်တာခေခေကြော့ပါဖြင့်တကယ်လူတော်တယောက်ပါဗျာနော်လူတော်တယောက်ပါပဲဒါဖြစ်လို့လဲဆိုလို့ရှိရင်ดูอ่ะอัฐตันจองมาแล้วดูอ่ะกုံลุอัฐตันจองน่ะลุยสวยมาแล้ว9บาทละกုံลุဖြစ်ดูอ่ะอ่องแก่เลย အာဂရဓမ္မစေတက်ကလို့တဲ့မှာလဲရန်ကုန်မှာဖွဲ့ရပြီးမှစေကန်းခွင့်ခဲ့တယ်တဲ့မြန်မာပြည်မှာပထမဆုံးသောနိုင်ငံအကြကုန်ပစ္စည်းများကိုတော်ညာလုပ်ငန်းကိုတဲ့ဥဆောင်ခဲ့တယ်တဲ့မြန်မာနိုင်ငံမှာပထမဆုံးသောမြန်မာနိုင်ငံနိုင်ငံသားကုန်ပစ္စည်းမောတော်ညာရေးဥဆောင်ခဲ့တယ်တဲ့စင်ကာပူအမေရိကန်နိုင်ငံတို့တွေတွားရောက်နေထိုင်ခဲ့ပြီးဝေကြီးတော့ဈေးကွက်များကိုလေ့လာခဲ့တယ်တဲ့မြန်မာနိုင်ငံစစ်မှုနဲ့ဂုံတွေကြီးများအတင်းတွေနဲ့စတင်တည်ထောင်စဉ်ကပြင်ပါဝင်ခဲ့တယ်တဲ့ မြန်မာအမေရိကစီးပွားရေးအကျိုးတူအတင်းပြီးတင်မြန်မာနိုင်ငံစီးပွားရေးအကျိုးတူဆောင်ရွက်တော့အတင်းများနဲ့လည်းပါဝင်ခဲ့ပါတယ်မြန်မာနိုင်ငံတို့အင်္ဂလန်ဥရောပများနဲ့တင်တွင်းတော့ကိုယ်စားလှယ်လုပ်ခဲ့ပါသည်တဲ့အနောက်နိုင်ငံကုမ္ပဏီများရဲ့ကုန်ပစ္စည်းဈေးကွက်များတွင်လည်းကိုယ်စားလှယ်လုပ်ခဲ့ပါအမေရိကရဲ့ကိုယ်စားကြောညာကိုယ်စားလှယ်များမြန်မာဘီယာနဲ့ဈေးကွက်တင်ခဲ့ပါသည်တဲ့ ဲ့မှာနိုင်ငံတကာတမန်သားဧည့်သည်တော်များကုမ္ပဏီများလာရောက်သောတရင်းသမားများနဲ့ပြည်သူကိုတဲ့တွေ့ဆုံများအတွေ့စီစဉ်ဆောင်ရွက်ပြီးခဲ့ပါသည်တဲ့မြန်မာပြည်တွင်ရှိဥစွာရောင်းဆောင်ကာလဓာတ်ပုံကူးဆက်လက်တင်သွင်းခဲ့ပါသည်တဲ့ငယ်စဉ်ကပင်အာဂလာနဲ့မြန်မာအကဝါရဏပါပြီးစာပေဆောင်မများဟောပြောပွဲများတွင်လောက်ကင်ရဆိုဆိုရှယ်မီဒီယာပုံလိုက်တဲ့ထုတ်ဝေဖြန့်ချီတော့နိုင်ငံပေါ့ဆက်ကွန်နဲ့ဆက်ကွန်နာနိုင်ငံကိုတဲ့အလဲရောက်ခဲ့ပါလေတဲ့အင်္ဂလန်အမေရိကစင်ကာပူနိုင်ငံတွေနေထိုင်ခဲ့ပါသည်တဲ့ ဒါဒကမကြီးတော့ခေခင်ကြော့ရဲ့ဟိုပါပေါ့ဗျာပြောပါလို့ရှိရင်တော့သူဖြတ်တန်းခဲ့တဲ့ဘဝပေါ့ဗျာအများကြီးပါရောနော်ဒါသူ့ရဲ့အဖေအမေတွေဟာတွေကတော့ဦးစေးကဒါဖတ်မပြတော့ဘူးနော်ဒါဖတ်ပြလို့ရှိရင်လည်းအများကြီးပဲဗျာနော်ဒကမကြီးတော့ဒေါက်တာခေခင်ကြော့ရဲ့တမိုင်းကတမိုင်းလည်းကောင်းတယ်လို့သူ့ရဲ့နိုင်ငံကဆက်ဆံရေးလည်းကောင်းတယ်လို့နိုင်ငံကိုလည်းသူအကျိုးပြုခဲ့တာတွေအများကြီးပဲနော်အများကြီးပဲအများကြီးပဲအဲ့တော့ ဒီနိုင်ငံကိုတောင်မှအကျိုးပြုခဲ့တယ်ဆိုရင်မြန်ကုန်လို့မြန်ကုန်မြို့နယ်လောက်ကိုသူကဘာကြောင့်အကျိုးမပြုနိုင်ရမှာလဲဒကမာကြီးတော်ခင်ခင်ကြော့မှာရှိတဲ့စည်းစိမ်နဲ့သူ့မှာရှိတဲ့အနေထားသူ့မှာတပ်မီးတွေကလည်းလက်ရှိဆိုလို့ရှိရင်သူ့တပ်မီးတွေကအမေရိကန်နဲ့နိုင်ငံတွေမှာရောက်တာလုပ်ငန်းအကုန်ရှိတယ်ပေါ့ဗျာမြန်နိုင်ငံကုမ္ပဏီရှိတယ်သူ့အနေနဲ့အေးစစ်စစ်နေလို့ရတယ်အေးစစ်စစ်ထိုင်စားလို့ရတယ်အေးစစ်စစ်ပရိကိုင်ကဘုရားရှင်ရှေ့မှာတရားထိုင်ပြီးမှနေလို့ရတယ်ဒါပေမဲ့သူ့ရဲ့အရေးချက်သူ့မှာရှိတဲ့ပညာတွေနဲ့ နိုင်ငံကိုသူအကျိုးပြုကျင်နေတဲ့အတွက်ကြောင့်သူနေထိုင်တဲ့မြို့နယ်ကိုအကျိုးပြုကျင်နေတဲ့အတွက်ကြောင့်ဗမာကြီးတော်ခေခေကြော့ဟာဦးစင်းရတော့တတိပုဂ္ဂလဖြစ်ဒါဝင်ရောက်ရှင်ပြိုင်တယ်လို့ပဲဦးစင်းရတော့တုံးတက်ခြင်းနဲ့နော်အဲ့တော့ဗမာကြီးတော်ခေခေကြော့တာတကယ်လို့များတတိပုဂ္ဂလဖြစ်မြန်ကုန်ပြည်သူလွတ်တော်ကိုယ်စားလှယ်နိုင်သွားမယ်ဆိုရင်ချန်ခိုင်ရဲ့အတွက်ကလည်း မိတ်ဆွေစစ်မိတ်ဆွေကောင်ရလိုက်မယ်တန်းခိုင်ရေးအတွက်ကိုလည်းအထောက်အကူပြုလိုက်မယ်ဘာဖြစ်လို့လဲဆိုတော့တန်းခိုင်ရေးမှာဝင်ရောက်ရှင်ပြိုင်တဲ့တို့တွေကလည်းနိုင်ငံကအတွေ့အကြုံရှိတယ်အရေးကြီးရှိတယ်နိုင်ငံကိုအကျိုးပြုနိုင်တဲ့နိုင်ငံရဲ့လုံခြုံရေးအစပြည်သူတွေရဲ့လုံခြုံရေးအစတို့တို့တွေကအကျိုးပြုနိုင်တဲ့တို့တွေဖြစ်တယ်အခုခုဝင်ရောက်ရှင်ပြိုင်တဲ့ပြည်သူ့လူတော်အမတ်တွေတိုင်းလူတော်တွေပြည်သူ့တော်အမတ်တွေအကုန်လုံးကြီးလိုက်မယ်ဆိုလို့ရှိရင်အဲ့တော့ဘာပဲပြောပြောဒကမကြီးတော်ခေခင်ကြောက်မှရှိတဲ့ပညာရည်ချင်းနဲ့အလောက်ကင်နဲ့အတွေ့အကြုံနဲ့ တက်ခရေးရရှိတဲ့ဟာနဲ့ပေါင်းဆက်ပြီးမှလုံလိုက်မယ်ဆိုလို့ရှိရင်တော့ဥစဉ်တို့နိုင်ငံဟာမပြောင်းလဲစရာအကြောင်းမရှိပါဘူးဗျာเนาะအဲ့တော့မြန်ကုန်းမြို့နယ်မှာရှိတဲ့ပြည်သူများအနေနဲ့ကလည်းဒကမကြီးဒေါက်ခေခင်ကျော်ကိုရုံရုံကြည်ကြည်နဲ့ဒါခမားတို့စီကမဲကိုရုံကြည်ကြည်နဲ့ပုံအိုးလိုအပ်တယ်လို့ဥစဉ်ကတော့အကြံပြုချင်ပါတယ်ဗျာเนาะအကြံပြုချင်ပါတယ်။ဒါကြောင့်အခုလိုအကြံပြုပါလဲဆိုဥစဉ်တို့ကပြောခဲ့ပြီးပြီပဲ။ကိုရွေးချယ်တဲ့အမတ်တွေရွေးမှားခဲ့တဲ့အတွက်ကြောင့် ဟုတ်လားဘာပဲပြောပြောဒါတို့ငါတို့ကအမေတူပေးတာပေးတာငါတို့ပေးတာဘလို့ဖြစ်ဖြစ်အကုန်လုံးပုံဩခဲ့ရလို့ကြောင့်ဦးဇင်းတို့မြန်မာနိုင်ငံဒုက္ခရောက်နေရတာဦးဇင်းတို့မြန်မာနိုင်ငံအခုဒုက္ခရောက်နေရတာနော်ဘာလို့လဲဓမဲတွေပုံဩပြီးပေးခဲ့တဲ့အတွက်ကြောင့်လေအရေးချင်းရှိလားမတိအရေးချင်းမရှိလားမတိအကုန်လုံးပုံဩခဲ့တဲ့အတွက်ကြောင့်ဟုတ်လားပုံဩခဲ့တဲ့အတွက်ကြောင့်တွတ်တော်လည်းရောက်တယ်ဘာမှနေရှိလို့အစုံမတင်လို့ပြူလူလူလည်းအကျိုးမပြုမရခဲ့ရတော့သကလုံးကြီးနဲ့သလလုံးကြီးနဲ့ သူတို့ပဲနိုင်ငံအကျိုးမျိုးသူတို့ပဲဘာလုပ်ပြီးတော့ညာလုပ်ပြီးတော့ပုံစံမျိုးတွေနဲ့လုပ်ခဲ့တဲ့အတွက်ကြောင့်နော်အဲ့တော့ကိုရွေးချယ်လိုက်တဲ့အခါမှာကိုပေးလိုက်တဲ့မဲကမမမမရွေးချယ်တတ်ဖို့ဦးဇင်းတို့အကြောင်းပါတီကိုမကြည့်နဲ့လူကိုကြည့်ဆိုအလကားတော့တာမဟုတ်ဘူးရေချင်းရှိတဲ့လူတွေကိုကြည့်ခိုင်းတာအရေးချင်းရှိတဲ့လူတွေကိုရွေးချယ်ခိုင်းတာရေချင်းရှိတဲ့လူတွေရွေးချယ်ခိုင်းတာနော်အဲ့တော့မယန်းကုန်းဒီတော့ခေခေကျော်ကတွေ့လဲမတွေ့ဘူးမြင်လဲမမြင်ဘူး စကားလည်းမပြောဘူးသူ့ရဲ့ပြောပုံစိုးပုံတွေသူ့ရဲ့ဒီလောက်ကိုပိုကိုင်းပုံတွေသူ့ရဲ့ချောင်းလန်းခဲ့တဲ့ဘဝတွေလေးလာကြည့်တဲ့အခါမှာတော့ဒီလိုတွေ့ရတယ်ဒီလိုတွေ့ရတယ်အဲဘာပြောပြောတော်ခင်ခင်ကြော့ဟာရင်ချင်းရှိတဲ့ဒီလိုလွတ်တော်ကိုယ်တည်းလောင်းလို့ဦးစင်းတို့အနေနဲ့ကတော့လုံးတိုက်မိပါလေဗျာနော် US ဒါချန်ခိုင်ရဲ့အနေနဲ့ကလည်းဒီလိုနိုင်ငံရေးရပဲတုံးတက်ဘယ်လိုပဲတုံးတက်ဒီနိုင်ငံကို အတွေ့အကြုံနိုင်ငံတကာအတွေ့အကြုံနဲ့များတဲ့အဖက်ဖက်ရာရာပြည်စုံတဲ့ရက်ခိုင်ရပဲဥဆောင်မယ်လို့ဥစဉ်တော့တော့တုံးတိုက်မိတယ်တုံးတိုက်မိတယ်အဲဒါကြောင့်အတွေ့အကြုံနိုင်တဲ့လူချင်းတကယ်အရေးချင်းရှိတဲ့လူတွေပဲတွေ့တော်ထဲမှာဥစဉ်တော့တော့ညင်ကျင်တာပေါ့ဗျာအဲ့လိုမှမဟုတ်ဘဲနဲ့အတွေ့အကြုံတော့ရှိတယ်တွေ့ကြုံများပြီးမှ ဟိုပါပေါ့နော်မြင်းလိုပုံစံမျိုးတွေပါနေမြင်းအမျိုးလိုပုံစံမျိုးတွေပါနေတော့ဒုက္ခရောက်မှာပဲဘာဖြစ်လဲဆိုတော့မြင်းအမျိုးကကိုကိုယ်တိုင်ကလေးမမွေးနိုင်ကိုကိုယ်တိုင်ကလေးမမွေးနိုင်ဒါနဲ့ကိုဝင်ရှိတဲ့မြင်းတွေကိုလည်းသူကကိုဝင်တက်ကြအောင်လိုက်ပြီးကန်တယ်လိုက်ပြီးကန်တယ်အဲ့ဒီလိုမြင်းအမျိုးလိုမဖြစ်အောင်အရေးရှိရှိတဲ့ဥပမာပြောပြပါဦးနော်အရေးရှိရှိတဲ့ လွတ်တော်အမတ်တင်းနဲ့ပဲချမ်းခံရွာဖို့ဗျာအဲဒီလွတ်တော်ကြီးတဲမှာဥစဉ်တော့ပြည့်ရှိစေချင်တာမြင်စေချင်တာဒါမှလည်းတိုင်းပြည်ကတိုးတက်မှာဒါမှလည်းတိုင်းပြည်ကပြောင်းလဲမှာဖြစ်ပါလေဗျာနော်အဲ့တော့ရေချေးရှိတဲ့ပြည်သူလွတ်တော်ကိုယ်စားလှယ်မြန်ကုန်မြို့နယ်ဝင်ရောက်ရှင်ပြိုင်မဲ့တော့ခေခင်ကြော့လို့ပုံကုံမျိုးကိုမှမရွေးရမြန်ကုန်မြို့နယ်ပြည်သူပြည်သားများအနေနဲ့ဘဒုကိုရွေးမှလဲလို့ဥစဉ်တော့တော့မေကွထုတ်ချင်ပါလေဗျာနော်ခင်ဗျားတို့ရဲ့ယုံကြည်မှုသူ့ရဲ့တော်ခေရင်ကျော့ရဲ့နိုင်ငံပေါ်ချစ်တဲ့စိတ်တိုင်းပြည်ပေါ်ချစ်တဲ့စိတ်ကို အခွင့်အရေးတစ်ခါတော့ပေးလိုက်ပါလို့ဥစဉ်တော့တောင်းဆိုချင်ပါတယ်ဗျအားလုံးဒါပါပဲဗျ